မင်္ဂလာပါရှင်ရောင်းခဲ့တဲ့ channel နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။တနင်္ဂနွေလပြစ်ခတ်ရစေးစာချုပ်ပြည့်ပြည့်သွားပြီဖြစ်ပြီးတော့ NCA နှစ်ပတ်လည်ပွဲကျင်းပရုံနဲ့ဘာမှဖြစ်လာစရာမရှိတော့ KNU ဘောလုံးမှုဆောင်ဘရိုဇော်တိုနီအသိပေးပြောဆိုမြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းမှုကြောင့်တနင်္ဂနွေလပြစ်ခတ်ရစေးစာချုပ်ပြည့်ပြည့်သွားပြီဖြစ်ပြီးတော့ NCA စာချုပ်နှစ်ပတ်လည်ပွဲကျင်းပရုံနဲ့ဘာမှဖြစ်လာစရာမရှိတော့ကြောင်းကရင်မျိုးသားစည်းရုံး KNU ဘောလုံးမှုဆောင်ဘရိုဇော်တိုနီကအသိပေးပြောဆိုရတယ်။ ယနေ့မှာဒီနိုင်ငံလုံးပြည်ခတ်ရေးစည်းအစအကြောင်း NCA လက်မှတ်ရေးထိုးထားတဲ့ကရင်မျိုးသားစီယောက်ကဲအနုချင်းမျိုးသားတက် CNN နဲ့ POPNL ABSD ရဲ့ NSP နဲ့ NDO ဒေါ်လေးတက်တွေက NCA အစအကြောင်းပြည့်ပြည့်သွားပြီးဖြစ်ကြောင်းစုပေါင်းတင်ကြကြထုတ်ပြန်ပြီးရင်းကျညာတက်မှာစစ်တပ်ကပြုလုပ်မဲ့ NCA နှစ်ပတ်လည်ပွဲတွေကိုအာဆီယံကုလသမဂ္ဂနဲ့နိုင်ငံတကာတန်တမန်တွေမတက်ရောက်ရဲတိုက်တွန်းထားတယ်။ ဆီယနာသိမ်းမှုကြောင့် NCA စာချုပ်ပြတ်ပြဲပြီးဖြစ်ပြီးတော့နှစ်ပတ်လည်ပွဲတွေလုံရုံနဲ့မြင့်သည့်အကျိုးရလည်းမှဖြစ်ပေါ်လာစရာမရှိတော့ကြောင်းကရင်မျိုးသားစီယုံကရင်မျိုးလုံးဗဟုမှုဆောင်ဘရိုဆော်ဒော်နီကပြောပါတယ်ကျန်ရပါဝေတိုင်းသားနဲ့ဒေါ်လာ1ဖွဲ့6ခွဲယနေ့ထုတ်ပြန်ကြညာကြညာချက်မှာချက်ချောက်ချက်ပါဝင်ပြီးအဓိကအားဖြင့် NCA စာချုပ်လုပ်ငန်းစဉ်တွေရပ်ဆိုင်သွားပြီးစစ်တပ်ကပြုလုပ်မဲ့ NCA ဆယ်နှစ်ပြည့်ခမ်းနားကိုအာဆီယံကုလသမဂ္ဂနဲ့နိုင်ငံတကာတန်တမန်တွေတရားချင်းပြောင်းတိုက်တွန်းနေမြန်မာနိုင်ငံရဲ့ပြည်ထနာကိုနိုင်ငံရေးနည်းလမ်းနဲ့ဖြည့်ရှင်းနိုင်ရည်ရွယ်တဲ့ KNU CNN, ABS, DNN, PNL တို့ကတခြားသောတိုင်းဒေသလက်နက်ကိုင်ဖွဲ့စည်း၄ဖွဲ့နဲ့အတူတနင်္ဂနွေလပြစ်ခတ်တိုက်ခိုက်မှုရစဲသဘောတူစာချုပ်ကို2015ခုနှစ်အောက်တိုဘာ15ရက်နေ့မှာလက်မှတ်ရေးထိုးပြီး NSB နဲ့ NDU တို့က2018ခုနှစ်ဖေဖော်ဝါရီလ23ရက်နေ့မှာလက်မှတ်ရေးထိုးခဲ့ကြကြောင်း NCA လုပ်ငန်းစဉ်ကောင်ထက်ပေါ်စဉ်ကာလအတွင်းမြန်မာစစ်တပ်ကလုပ်ငန်းစဉ်တွေကိုလွှမ်းမိုးထိန်းချုပ်ခြင်း၎င်းတို့ရဲ့စစ်တပ်ကြီးဆွေးမှုအားဖြင့်တစ်ဖက်သက်ပိတ်ဆို့ပြီး NCA သဘောတူညီချက်တွေကိုအကောင့်ထံမဖော်နိုင်တားဆီးခြင်းတွေပြုလုပ်ခဲ့သလိုစာချုပ်ပါသဘောတူညီချက်တွေကိုကြိမ်ကြိမ်ချိုးဖောက်ခြင်းတွေရှိခဲ့တော့လဲငြိမ်းချမ်းတဲ့အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်အစုတည်ဆောက်ရေးမျှော်မှန်းချက်တွေနဲ့စိတ်ရှည်တည်ခတ်နီလန်းရှာဖွေကတဆိုင်မမတ်စူးစမ်းခဲ့မှုကြောင့်သဘောတူညီချက်ချို့ရရှိအောင်ကြိုးပမ်းဆောင်နိုင်ခဲ့ကြောင်းကြေညာတယ်။ ထို့သောင်း2021ခုနှစ်ဖေဖော်ဝါရီလဆရာနာသိမ်းမှုက NCA အစကျောရဲ့အနှစ်သာရအခြေခံမူရင်းနဲ့အရှင်ဘန်းချက်တွေကိုပြောင်းပြောင်းလဲလဲဖြည့်ဆည်းလိုက်ပြီးဖြစ်ပြီးတော့ NCA အကောင့်ထက်ဖော်မှုလုပ်ငန်းစဉ်လဲရက်ဆိုင်သွားကဆက်ကူစုပ်တစ်ခုဖြစ်ကိုရောက်ရှိသွားစေကြောင်း NCA စာချုပ်ပေါ်ကျင့်ဝင်ဆောက်ထိန်ခြင်းမရှိဘဲအကြိတ်ကြိတ်ချိုးဖောက်ခဲ့တဲ့အစိုးဆိုကပြည်သူလူထုကိုအင်အားသုံးကပုံစံအမျိုးမျိုးနဲ့ဖန်ဆီးနှိပ်စက်တပ်ဖြတ်လာခဲ့သည်တာမကလေကြောင်းတိုက်ခိုက်မှုတွေပောင်းရင်ပြည်သူလူထုကိုအကြပ်ဖက်တပ်ဖြတ်မှုတွေနေစဉ်ကျွလွန်လျက်ရှိစေမှာပဲ NCA စံနှစ်ပြည့်နှစ်ပတ်လည်ပြုလုပ်ရပြင်ဆင်နေလို့တိုင်းသားလက်နက်ကိုင်နဲ့တော်လိုက်တဖွဲ့ရဲ့အစုပေါင်းထုတ်ပြန်ကြပါရေးသားတယ် ဆေးဆွေအစီအမီခံပြီးပြုလုပ်တဲ့ဟန်ပြလုပ်ငန်းစဉ်တွေနဲ့ဆေးဥစုမှလည်းကောင်းလို့ကိုယ်တိုင်ချိုးဖောက်ခဲ့ပြီးပြည့်ပြည့်သွားပြီးဖြစ်တဲ့2008ဖွဲ့စည်းပုံခြေကံဥပဒေအောက်မှာကျင်းပရဲ့ပြင်ဆင်တဲ့အတူရောင်ရွေကောက်ပွဲတို့ကဆရာနာရှင်တွေကနိုင်ငံကိုတသက်လုံးထိန်းချုပ်နိုင်တရားဝင်မှုရှိရဲချိုးပန်းကျင်တာဖြစ်ကြောင်းနိုင်ငံရဲ့အကြံတန်နဲ့ပြည်သူလူထုရဲ့ဆေးရဒုက္ခတွေကိုဖြေရှင်းနိုင်မှာမဟုတ်ပဲပြည်ပခါရီသာပိုရှေးလျားစင်ပြီးဖြစ်ကြောင်းထောက်ပြတယ်။ တိုင်းဒေသတော်လိုင်းတက်များအနေဖြင့်ရေရှည်တည်တန်းခိုင်မြဲအငြိမ်းချမ်းရေးဖြစ်ပေါ်စေရလမ်းစာဖြစ်တဲ့စစ်တပ်ကနိုင်ငံရေးမှာပါဝင်မှုမရှိစေဖလိဘက်ခအတွင်မတရားကျူးလွန်ခံရသူတွေအတွက်တရားမျှတမှုရရှိရတဲ့ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ရေးဆွဲနိုင်အတွက်တော်လန်တိုက်ပေါ်ဝင်နေကြတဲ့တော်လိုင်းဖွဲ့စည်းများနဲ့အတူတကွာဆက်အနာရှင်စနစ်ချုပ်နှိမ်ပြီးဖက်ဒရယ်ဒီမိုကရေစီပြည်သူ့အတွက်ထူထောင်နိုင်တဲ့အသည့်တန်တိုက်တန်စာတစိုက်မဲ့တိုက်ပွဲဝင်နေပြီဖြစ်ကြောင်းကြေညာတယ်။ ဆက်လက်ပြီးမြင်းချံမြို့နယ်ကြောက်ပြွာပြူစော်တီထိုင်စကဝေရောက်တိုက်ခိုက်မှုစစ်တပ်ဘက်ကဆယ်ဦးသေဆုံးမန္တလေးတိုင်းမြင်းချံမြို့နယ်ကြောက်ပြွာပြူစော်တီထိုင်စကကိုဝေရောက်တိုက်ခိုက်ပါစစ်တပ်ဘက်ကဆယ်ဦးသေဆုံးခဲ့ကြောင်းပြည်သူ့ကျယ်တပွဲတပ်ဖွဲ့ဗိုလ်ပိုက်ခဲကပြောတယ်အော်တိုဝါလာဆန်းရည်မြင်းချံမြို့နယ်ကြောက်ပြွာရှိပြူစော်တီထိုင်စကကိုတော်လိုက်တပ်ဖွဲ့တွေကဝေရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ် ထိုထိတဲ့တိုက်ပွဲက၃နိုင်ခန့်ကြာမြင့်ခဲ့ပြီးဂျက်ဖက်စစ်တပ်ဘက်က၁၀ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူများပြားပြီးဂျက်ဖက်စစ်သားနဲ့ပြူစော်ထီကြောက်ပြူရွာမှာပြန်လည်ဆုတ်ခွာသွားကြောင်းတိုက်ပွဲဖြစ်ပွားပြန်တော့တော်လင်းရဲဘော်တွေနဲ့မြင်းရှင်းလင်းပြုလုပ်ကပြန်လည်ဆုတ်ခွာခဲ့ကြောင်းသိရတယ်။အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကျယ်တပွဲတပ်ဖွဲ့ MGN Ranger Dynamite MGIF PDF တပ်ဖွဲ့ Tali Fight PDF တပ်ဖွဲ့နဲ့မြင်းချံ Park Park တပ်ဖွဲ့တွေပူးပေါင်းလုံဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ ဆက်လက်ပြီးအော်တိုဘာလပထမပတ်တွင်ဂျပန်စစ်အစုမှအလင်းဝင်လာသူ15ဦးရှိပြီး40ကိုစစ်တုံးမှပြဖန်စီရမည်အော်တိုဘားလပထမပတ်တွင်ဂျပန်စစ်အုပ်စုကိုစုခါကလင်းဝေလာစစ်သားနေရ15ရောက်ရှိပြီးစစ်တုံးပန်းဖြစ်ဖန်ဆင်ရမိသူအယောက်40ရှယ်လို့ပြည်သူပန်းတိုက်ကဒီကနေ့မှထုတ်ပြန်နေ။အလင်းဝေလာတွင်ရစစ်သား14ယောက်နဲ့ရဲတအောင်ဖြစ်ပြီးလင်းဝင်စစ်သား14ယောက်နဲ့10ယောက်ကစစ်မှုထမ်းတင်တန်းစဉ်သက်သားတစ်တွေဖြစ်တဲ့ ။မလင်းဝင်လာစစ်သား၁၄ယောက်အချင်းပြည်နယ်က၂ယောက်၊ပဲခူးတိုင်းက၁ယောက်၊ရန်ကုန်တိုင်းက၂ယောက်၊တနင်္သာရီတိုင်းက၃ယောက်၊ကရင်ပြည်နယ်က၃ယောက်၊ကရင်ပြည်နယ်က၃ယောက်ဖြစ်ပြီးရဲတပ်သားကတော့မကွေးတိုင်းဖြစ်တယ်လို့သိရတယ်။စစ်တုံးဘက်ဖြစ်ဖန်စီယာမီတို့ယောက်၄၀ကတော့စစ်သား၃၁ယောက်နဲ့ပြည်သူစစ်၉ယောက်ဖြစ်ပြီးစစ်သား၃၁ယောက်နဲ့၂၀တောင်ကစစ်မှုရန်တင်နန်းစင်တပ်သားတွေဖြစ်တယ်လို့ပြည်သူ့ပန်တိုင်းကဆိုပါတယ်။တိုက်ပွဲတွေဖန်စီယာမိသူတွေကမကွေးတိုင်းရဲ့စစ်သား29ယောက်နဲ့သခိုင်းတိုင်းရဲ့၄ယောက်တို့ဖြစ်ပြီးဖန်စီယာမိရဲ့ပြည်သူစစ်9ယောက်ကတော့သခိုင်းတိုင်းက9ယောက်နဲ့မန်လေးတိုင်းက2ယောက်တို့ဖြစ်ပါတယ်။ 2025ဇန်နဝါရီကနေအော်တိုဘာပထမပတ်တိဇက်ဘတ်ဆေးဥစုကနေလင်းဝင်ပူပေါင်းသူနဲ့လက်လက်စစစ်တုံးမဆုစုပေါင်း2186အထိရှိပြီဖြစ်တယ်လို့ပြည်သူ့ဗန်နိုင်ကထုတ်ပြန်တယ်။ဆက်လက်ပြီးသခိုင်းမှာစစ်တပ်ကကြေရချာကိုစစ်ကြောထုတ်ရဆင်းနေပြီးလင်းရင်ရွာတင်မှပြည်သူတဲကိုဖမ်းဆီးတပ်ဖြတ်ထောင်နဲ့ချီတော့ပြည်သူပြေလွတ်အထွက်ပြေးနေရ။ စကိုင်းနိုင်စကိုင်းမြို့နယ်မှာကြဖက်စစ်တပ်ကကြေရချားကိုစစ်ကြောင်းထုတ်ဝေရောက်စီနေပြီးလင်းရင်ရွာတင်မပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်ကထောင်ထဲချသောပြည်သူတွေဘေးလွတ်အထွတ်ပြေးနေအောင်ကြောင်းတန်တာပတ်ပီပက်ဒီဖန်ဖို့မိုးကျုံခန့်ကဖွဲ့တောင်းရှိသူကပြောတယ်အဆိုပါကြဖက်စစ်တပ်စစ်ကြောင်းကြောင့်လက်ရှိချိန်မှာကံကြီးကောင်းကြေရကြောက်ပနံကြေရဘဒူကြေရဆမွန်ကြေရရုံးပင်ကြေရနဲ့လင်းရင်သေးကြေရတို့မှထောင်ထဲချသောပြည်သူတွေဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်ထို့ပြင်ကြဖက်စစ်တပ်စစ်ကြောင်းကြေရအတွင်းရှိပြည်သူဝိုင်းပြည်စီကိုလည်းစိတ်တိုက်ခိုးယူသွားကြောက်သိရတယ် ရင်းစပ်ဖက်စစ်တဲ့စစ်ကြောင်ကိုလည်းတော်လေးတပ်ဖွဲ့တွေကလေးကြိမ်လိုက်လက်တိုက်ခိုက်ပြီးစစ်သားသုံးဦးတေဆုံကစစ်ဗိုလ်တပ်ဥပဝေးစစ်သားနဲ့အထိကတန်ရာရှိခဲ့ကြောင်းတိုက်ခိုက်ပွဲဖြစ်ပွားပြီးနောက်နေမြင်းရှင်းလင်းပြုလုပ်စဉ် MA4 တနတ်တလန်နဲ့ MA2 တနတ်တလန်အပောင်းဝင်စစ်အုံစားပစ္စည်းချုပ်သိမ်းဆည်းရရှိခဲ့ပါတယ်။ဆလပ်ပြဝန်ဒေးမှာစစ်တပ်ကပဲနဲ့သားရွာကိုဝေရောက်စင်းနေပြီလူငယ်တွေကိုတနက်နေ့လိုက်လံပစ်ခတ်ကနှောင်းပေါ်တာဆွဲဖက်စီသွားနတ်တလင်းဖလန်ပြရာကပြည်သူတုံးကိုလည်းစစ်တပ်ကပေါ်တာဆွဲဖက်စီမန်လီတိုင်းဝန်ဒေးမြို့နယ်မှာဂျပတ်စစ်တပ်က ပဲနန်သာရွာကိုရောက်စနေလူငယ်တွေကိုတနက်နေ့လိုက်လက်ပြက်ခတ်ကနှံကိုပေါ်တာဆက်ဖန်စီသွားကြဘွိုင်းဆော့ဝမ်နေတောင်ရှိသူကပြောတယ်။အော်တိုဘလာ၁၇ရက်နေ့မှာဝမ်ဒင်းမြို့နယ်ပင်းလက်ရွာမှာထွက်လာတဲ့ဂျပန်စစ်သားတွေကပဲနန်သာရွာကိုဝင်ရောက်စနေစဉ်ရွာထဲမှာထွက်ပြေးလူငယ်တွေကိုတနက်နေ့လိုက်လက်ပြက်ခတ်ခဲ့ကြောင်းအကြမ်းဖက်စတဲ့ပြစ်ခတ်မှုတွေလူကရီထွက်ပြေးလွတ်ပြောက်သွားပြီးဖက်စီယာရှိသူမရှိကြောင်းသိရပါတယ်။ဂလာတူဘကိုတိုင်းနဲ့တလင်းမြို့နယ်မှာလည်းဂျက်ဖက်စစ်တပ်ကဖလမီယာကုံရောက်စီးနှင်းပြီးလူငယ်တုံးကိုဗန်ဒါဆွဲဖန်စီသွားကြောင်းဒေသပြည်တွေကပြောတယ်။ အော်တိုဘလ၁၇ရက်နေ့ညနေ၃နာရီခန့်မှာဂျပန်စစ်တပ်ကနန္ဒလင်းမြို့နယ်ဖလံပြောင်ကုန်ရောက်ဆင်းနေခဲ့ပြီးကြေရနေပြည်သူကိုအောင်မျိုးကျော်ကိုဝိုင်းမင်းထွန်းနဲ့ကိုသက်ဝေအောင်တို့ကိုပေါ်တော်ဆက်ဖက်စီခဲ့ပါတယ်။အဂျပန်စစ်တပ်ကပေါ်တော်ဆက်ဖက်စီခဲ့ကိုသက်ဝေအောင်ကိုကြောင်းသားဖြစ်နေကြောင်းပြန်လှုပ်ပေးခဲ့တယ်လို့ဇန်နဲ့ဦးကိုတော်ဖန်စီခေါ်ဆောင်သွားကြောင်းသိရတယ်။ဆလပြောနန်းဆန်ရှိကရာကြီးရကိုစစ်တပ်ကလေနဲ့ပုံစံတိုက်ခိုက်မှုပြည်သူတွေအထိကြိုက်တဲ့အရာမြန်မြွနယ်ရှိသပြေညုံမော်ကိုလည်းစစ်တပ်ကစက်တက်လီဒီနဲ့ပုံစံတိုက်ခိုက် ရန်ပြည်နယ်နန်းဆန်မြို့နယ်ကရာကြီးရွာကိုဂျပန်စစ်တပ်ကလင်းနဲ့ပုံချတိုက်ခဲ့ပြည်သူတွေအထိကတည်းကရှိခဲ့ကြောင်း TNL ကထုတ်ပြန်တယ်။အလားတူအော်တိုဘလာလေးရဲ့နေမှာလည်းနန်းဆန်မြို့နယ်ဇေတုံဟုံးကျေးရွာရှိစာသင်ကျောင်းလေးကိုဂျပန်စစ်တပ်ကလေကြောင်းနဲ့ပုံချတိုက်ခိုက်ခြင်းကြောင့်ကလေးငယ်နဲ့ဦးသေးဆုံးပြီးကလေးငယ်၆ဦးပါဝင်ပြည်သူလူထုကိုဒဏ်ရာရှိကနေ၁၆လုံးထိမှပျက်စီးခဲ့ပါတယ်။ ပြည်သူများအနေဖြင့်ဂျပန်စစ်တပ်ဗိုလ်ချုပ်တိုက်ခိုက်မှုတွင်ရှောင်ရှားနိုင်ရဲစေတရီအမြဲရှင်လွယ်ပြီးလေကြောင်းမှကာကွယ်နိုင်ရဲလေကြောင်းကာကွယ်ဆိုင်နီလန်နှင့်လိုင်နာဆောင်ရွက်ရနဲ့တိုင်းပြည်တင်းသာမကတိုင်းသာလက်နက်ကိုင်နှင့်ပြည်သူကာကွယ်တပ်ဖွဲ့တို့ကတိုက်ခိုက်သေးပါရရှိခဲ့နေရမှာလူဖြစ်တော်လည်းကောင်းလက်နက်ကြီးဖြစ်တော်လည်းကောင်းဒရုန်းနဲ့တော်လည်းကောင်းလေကြောင်းဖြစ်တော်လည်းကောင်းအပြစ်မဲ့ပြည်သူလူထုရဲ့အပေါ်ဆင်ဆဲမှုကျွလို့နေလျက်ရှိကြောင်း TNL ကပြောဆိုတဲ့တို့ပြင်မကွေးတိုင်းမြန်မြွနယ်တပြည်ညိုမော်ကိုလည်းဂျပန်စစ်တပ်ကစစ်တပ်လေဒီနဲ့ပေါ်ချတိုက်ခိုက်ကြောင်းပြည်သူတွေကပြောတယ် အော်ဒီမလာဆက်သွန်းနေမနက်9:00ကျော်ခန့်မှာဂျပန်စစ်တပ်ပခုတ်ကူတမတရားတက်ကတက်လာတဲ့စစ်တပ်လေးဒီနှစ်စီးကမြန်မြန်နဲ့တပင်းညုံမော့ကိုပုံလေးလုံးကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဂျပန်စစ်တပ်ပုံကျဲတိုက်ခိုက်မှုတွင်ပြည်သူတွေထိခိုက်ရှိမရှိကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။နောက်ဆက်အပ်ပေးကြတဲ့အတွက်ဒုဝင်ကျေးဇူးတင်ရှိပါတယ်။